channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့ကျွန်တော်တင်ဆက်မယ့်ဇာတ်လမ်းကတော့စာရေးသူမောင်မိုင်းညို့ချောင်းရေးသားထားတဲ့အိမ်မက်တစီနဲ့တွေ့ဆုံခြင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေခင်ဗျာ။ဒီပြပြကအရန်ထူးဆန်းနေအန်ဟောဖို့လေတိတ်ကောင်းနေဘလို့အကြောင်းကြောင်းအမှန်တကယ်ဖြစ်ပြက်လာမယ့်အကြောင်းရာကိုသူမကလည်းတရက်ကြိုတင်ပြီးတော့အိမ်မက်ထဲမှာမြင်ခဲ့ရတာလေ။သူမစဉ်းစားလို့မရပါဘူး။စာရေးသူကိုယ်တော်ပြောပြနေတဲ့သူကတော့ဒေါ်တင်လာမြင့်ဆိုတဲ့ကျောင်းဆရာမတယောက်ပါ။ ရန်ကုန်တိုင်းအင်းစိတ်မြို့နယ်ကမူလာရန်ကျောင်းတကျောင်းမှတောင်းဝင်ကြနေပါတယ်။ရှေးရထွက်ခဲ့ပြီးပြေးတဲ့စာအုပ်တချို့မှာတော့ဇာဖက်သူအနေနဲ့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဒါမှမဟုတ်တဆင့်ကြားသည့်ခဲ့ရတဲ့အမေရိကန်ပြည်ပြတ်ခဲ့တဲ့ထူးခြားစမ်းကြယ်တွေအပြည့်အပြည့်များရှိပါကစာရေးသူရဲ့ဖုန်းနံပါတ်3998 3939ကိုဆက်သွယ်ပေးပါရန်မေတ္တာရက်ခံခဲ့ပါတယ်။အရင်တော့မှတော့စာပတ်ပရိသတ်တချို့စာရေးသူစီကိုဆက်သွယ်လာပါတယ်။တချို့ကဒီကျွမ်းခင်မင်ဖို့ဆက်သွယ်ခဲ့ပေမဲ့လည်း အများစုကတော့သူတို့ကြုံတွေ့ကြားသိခဲ့ရတဲ့ဒူဆန်ရဲ့အဖြစ်အပျက်လေးတွေကိုပြောပြခြင်းလို့ပါအဲ့ဒီထဲမှာဆီယမဒေါ်တင်လာမြင့်ကလည်းပါပါတယ်သူပြောပြတဲ့အကြောင်းအရာကတော့ဒူဂျာစန်းကျေဖြစ်ရတွေ့ကြီးရှားဖွေရေးသားနေတဲ့စာရေးသူအတွက် အရန်ကြီးထူးခြားတဲ့အဖြစ်အပျက်လို့တော့မဆိုနိုင်ပါဘူးဒါပေမဲ့ဒီကမ္ဘာလောကကြီးမှာအကျိုးကြောင့်စတဲ့မှုနဲ့ကင်းပြီးတော့ဘာတစ်ခုမှမဖြစ်ဘူးလို့ယုံကြည်ထားတဲ့ဇာယီသူအတွက်တော့တွေးတော်စီအောင်စဉ်းစားကြတဲ့ချို့လေးဖြစ်တည်ခဲ့ပါတယ်။ဒါကြောင့်လေတင်ပြရခြင်းဖြစ်ပါတယ်။ဒီတညမှာ သူမအိမ်မက်တစ်ခုမှတ်ပါတယ်အိမ်မက်ထဲမှာသူမဟာကျောင်းကိုသွားနေခဲ့တယ်ကျောင်းကလည်းသူမလက်ရှိတင်ကြားနေတဲ့စာသင်ကျောင်းမှာကျောင်းရှိကိုမရောက်မီလန်ဒန်နေရာမှာသစီမာကြီးတယောက်နဲ့တွေ့ခဲ့တယ်အဲဒီသစီမာကြီးကရုပ်ကစိုးလိုက်တာလုံယုံဒါပေမဲ့သူမမကြောက်နေသေးပါဘူးအဲ့ကတော့တော်တော်ထူးဆန်းပါတယ်။အဲ့ဒီသီမာကြီးကဆီယမားလို့သူမကိုခေါ်ပါတယ်။သူမကြည့်လိုက်တော့သူမကိုလက်ရက်ပြီးတော့ခေါ်ပါတယ်။သူခေါ်တာကလည်းလှုပ်ဝက်တဲ့အချောင်းရတစ်ခုကိုတွေ့လို့တိလို့သူမကိုပြောပြဖို့ခေါ်တဲ့ဟန်နဲ့တွေ့ပါတယ်။ သူမကလည်းဘူးမသိဘာမသိပါပဲတီးကျင်တော့ကြောင့်မလို့အဲ့ဒီတဆေမာကြီးစီကိုသွားလိုက်ပါတယ်သူကလည်းသူမကိုအမိုက်ပုံတပုံနားကိုဇွဲခေါ်သွားပါတယ်အမိုက်ပုံအနီမှာလူတယောက်ထိုင်းနေပါတယ်အသက်50လောက်ရှိတဲ့ယောက်ျားကြီးသူကိုကြည့်ရတော့တကယ်အရက်သမားကြီးဆိုတော့ကိုသိတာပါတယ်မျက်နှာတွေတော့မှပွားရောင်ရောင်ဖြစ်နေပါတယ်အရက်ဖောဖောနေတဲ့လက္ခဏာပေါ့တဆေမာကြီးကလည်းအရက်သမားရဲ့လက်ထဲကအရာကိုလက်ညှိုးထိုးပြပါတယ်သူမကလည်းကြည့်လိုက်ပါတယ်အားနဲ့လက်အောင်မီတော့မလို့ဗဇက်ကိုလက်နဲ့အချိန်မီပိတ်လိုက်ရပါတယ်။အဲဒီသမားကြီးရဲ့လက်ထင်မှာအချက်ကျိုးတန်လန်နဲ့ ွေးကစားကလေးလေးနီတာရဲကိုတွေးလိုက်ရပါတယ်ကလေးကတော့ယောက်ျားလေးပါဒါပေမဲ့သိနေပါပြီတင်းတင်းချာချာတင်ရတစ်ချက်နောက်စိတ်အနီမှာတွေးရပါတယ်တင်ရကလေးတွေးရီထွက်နေပါတယ်ရှင်မလုံနေရလေအဲ့လိုမျိုးသူမကမေးလိုက်ပါတယ်အရဲသမားကြီးကလေးသူမကိုမော့ကြည့်ပြီးတော့လန့်သွားပါတယ်ဘာမလုပ်ပါဘူးကလေးကိုတကြိုမလုပ်ပါအဲ့လိုမျိုးပြောပါတယ်သူမကလည်းခံကောင်းကောင်းနေပဲတော်လေအမြန်သွားအဲ့လိုမျိုးပြောလိုက်ပါတယ်သူကလေးကလေးလောင်းကိုထုတ်ထားပြီးပစိုးစုပ်လိုဟာနဲ့လုံအောင်လို့ထုတ်လိုက်ပါတယ်ဟိုကောင်မလာသေးလို့စောင့်နေတာ အဲ့လိုမျိုးသူမကိုပြန်ပြောပါလိမ့်အဲ့ဒီချိန်မှာပဲသူမကိုခေါ်လိုက်တဆီမကြီးမရှိတော့ပါဘူးပျောက်သွားပါပြီအိမ်မက်ရဲ့တဘာဝအတိုင်းဟိုကိုရောက်လိုက်ဒီကိုရောက်လိုက်ဟိုမက်ဒီမက်မှတ်တယ်လို့ပဲထင်မိပါတယ်အိမ်ညောင်မှာပဲသူမနိုးသွားခဲ့ပါတယ်ဒါအိမ်မက်ပါမထူးဆန်းပါဘူးသူမအနေနဲ့လည်းမေမေပြောပြောဖြစ်သွားခဲ့ပါတယ်မနေ့ကျတော့ကျုံးစံတိုင်းသူမအကြောင်းကိုသွားရပါတယ်ကလေးကိုစာသင်ပြပါတယ်ဒီလိုနဲ့နေ့လေသမင်းစားကျောင်းစင်ချိန်ကိုရောက်လာခဲ့ပါတယ်ဆီယမော်ရီအားလုံးဆီယနာနဲ့ဂန်နဲ့မှနေ့လေစာစားပြီးတော့စကားပြောနေကြပါတယ် ဲ့ချိန်မှာကျောင်းလုတ်သားကိုဝင်းမောင်ကဝင်လာခဲ့ပါတယ်။လမ်းရိပ်အမိုက်ပေါ်မှာမွေးကင်းစာကလေးအလောင်းတွေ့လို့တဲ့လူတွေဝိုင်းအောင်ကြည့်နေကြတယ်။ကိုဝင်းမောင်ရဲ့စကားကြောင့်ညကအိမ်မက်ကိုသူမကလည်းတတိချလိုက်ပါတယ်။ချက်ချိုးတန်းလန်းနဲ့ယောက်ျားလေးအလောင်းမဟုတ်လား။သူမရဲ့စကားကြောင့်ကိုဝင်းမောင်ရဲ့မျက်နှာမှာအံ့ဩတဲ့အရက်ရောင်တွေဖြစ်ပေါ်သွားပါတယ်။ကလေးအလောင်းကိုပစိုးစုပ်တထင်နဲ့ထုတ်ထားနေမဟုတ်လား။ဟာဆရာမဘလို့လုံပြီးတော့သိရလဲ။သွားကြည့်တဲ့အတိုင်းပါပဲလား။ကိုဝင်းမောင်ရဲ့စကားကြောင့်တခြားဆရာမတွေရဲ့အကြည့်ကသူမစီကိုရောက်ခဲ့ပါတယ်။ တချင်လုံးစာတင်ခဲနေကမထွက်ဘဲနဲ့ဒီကိစ္စကိုသူမဘယ်လိုလုပ်ပြီးတော့တည်လာလဲဆိုရိတ်ဗဟေဒီမျက်စိတွေနဲ့သူမကလည်းထပ်ပြီးတော့ပြောလိုက်ပါတယ်အဲ့ကလေးအလောင်းကိုကိုဝင်းမောတည်တည်ကြာကြာကြည့်ခဲ့လားဦးကောင်းရဲ့နောက်ဆေးမှာဒဏ်ရာတစ်ခုရထားတယ်ဒဏ်ရာကနေပြီးတော့တွေးလီထွက်နေဒါတော့မသိဘူးဆရာမအဝင်းနဲ့ထုတ်ထားလို့မမြင်ရအောင်ဒါဆိုရင်အဲ့ဒီဒဏ်ရာရှိမရှိကိုဝင်းမောသွားပြီးတော့ကြည့်ပေးပါအောင်အဲ့ဒီချက်တော်မှန်ရင်တော့အလောင်းလာပြတဲ့သူကိုကျွန်မသိပြီကိုဝင်းမောကလည်းထွက်သွားခဲ့ပါတယ်ဆရာမတယောက်ကလည်း မမင်းဘလို့လောက်ပြီးတော့တည်နေရလဲအံ့ဩကြပဲအဲ့ဒီလိုမျိုးပြောပါလေကျမအကြမြင်ရတယ်လေဒီမကလည်းသူတို့တန်တော်ဖြစ်နေမှုကိုပေါ်သွားအောင်လို့ရဲစရာလှုပ်ပြစ်လိုက်ပါတယ်မကြပါဘူးကိုဝင်းမောင်ပြန်ရောက်လာပါတယ်အံ့ဩကြပဲဆီယမကြီးဆီယမပြောတဲ့အတိုင်းပဲကလေးရဲ့ဥကောင်နောက်စီမှာဒဏ်ရာတစ်ခုရှိတယ်ရဲတွေကတော့ကလေးကိုတတ်ထားတာလို့ပြောတယ်ရဲကွက်ရုံထဲမှာလည်းလက်တွေတွေအားလုံးကိုခေါ်ပြီးတော့စစ်နေတယ်ကဲဒါဆိုရင်တော့ကျမအသက်ဟောလိုက်ပြီ ဒီကလေးလောင်းကိုလာပြတဲ့သူကတေချာပေါ့ရက်သမားနှစ်ယောက်ဖြစ်ရမယ်။ကိုဝင်းမောင်ကလည်းစုံစမ်းကြည့်ပါအောင်။အဲ့ချိန်မှာပဲကြောင်တိုက်ခေါလောင်းထိုးလို့သူမတို့စာတင်ခန်းထဲမှာဝင်ခဲ့ရပါတယ်။ဒီလိုနဲ့ညနေကြောင်စင်းချိန်ကိုရောက်လာခဲ့ပါတယ်။ကျောင်းသားတွေကိုဇင်ဝင်ပြလိုက်ပြီးတော့သူမကတော့စစ်စစ်လက်ဆော့သူတို့လေးတွေရဲ့သင်ခန်းစာစာအုပ်တွေကိုစစ်စစ်နေမိပါတယ်။ငါးမိနစ်လောက်ကြာမှစာတင်ခန်းထဲကနေပြီးတော့ထွက်လာခဲ့ပါတယ်။နာရီကန်ရဲ့အပြင်မှာဆ iam တချို့နဲ့ကြောင်းလောက်တာကိုဝင်းမောင်တို့မတက်ရက်စကားပြောနေရတာကိုတွေ့ရပါတယ်။ဟော၊ဆ iam လာပြီ။ ဘဝင်းမောင်ရဲ့အတန်းကိုကြားလိုက်ပါရီအမမကြီးလာပေါင်းနေ့လေကကလေးအလောင်းပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးအမမကြီးဘယ်လိုလုပ်ပြီးတော့တည်လာလဲဆိုတော့ကျွန်တော်တို့စိတ်ဝင်စားနေကြတာအခုလေကလေးပြတဲ့ကိစ္စမှာအရဲ့သမားနှစ်ယောက်ပါဝင်ပတ်သက်နေတာဟုတ်မဟုတ်မေးကြည့်နေတာအမမကြီးပြောတဲ့အတိုင်းကွက်တီပဲအမမကြီးဆီယမတယောက်ကလည်းသူမကိုလမ်းခေါ်ရင်းနဲ့ပြောလိုက်ပါရီကျမပြောသလိုအရဲ့သမားနှစ်ယောက်ပတ်သက်နေတယ်မဟုတ်လားသူမကလည်းကိုဝင်းမောင်ကိုမေးလိုက်ပါရီဟုတ်တယ်ဆီယမဖြစ်ပုံကဒီလိုပြရဲအားရက်ကွက်ရုံမှာလက်တဲ့တယောက်ချင်းကိုခေါ်ပြီးတော့စစ်တယ် ညာဘရုကိုမွေးဝေးခဲ့လဲပေါ့အဲ့ဒီမှာပေါ်တော့တာပဲမိဘွားခဲ့တဲ့မိန်းကလေးကအိမ်တော်မရှိတဲ့သူလေးဒါကြောင့်မလို့ကလေးကိုအရက်သမားနှစ်ယောက်ကိုအရက်ဖို့ပေးပြီးတော့စွန့်ပြစ်ခိုင်းလိုက်တာကလေးတည်တည်လေးမွေးလို့တုတ်တမ်းမှာသွားပြီးတော့မြှောက်ခိုင်းခဲ့တယ်လို့ပြောတယ်အဲ့ဒါကိုအရက်သမားနှစ်ယောက်ကအမိုက်ပုံမှာပြစ်ထားခဲ့တာလေအရက်သမားနှစ်ယောက်ကိုစစ်တော့တုတ်တမ်းမှာမြှောက်ဖို့လုံနေတော့ခွေးချီသွားရင်လို့ပြောတယ်ရေရောတက်ဆိုင်တဲ့သူတွေကိုစကန်းခေါ်သွားပြီးတော့စစ်နေရဲ့လေအဲ့ဒါတွေတော့ထားပါအောင် ဒါအကြောင်းတွေကိုဆ ्याम မဘလူးလုပ်ပြီးတော့အဆဆုံးခရီးစိတ်တွေကြောင့်တည်နေရတာလေဆ ्याम မတယောက်ကလေကိုဝင်းမောင်ရဲ့စကားကိုဖြတ်ပြီးတော့သူမကိုမေးလိုက်ပါတယ်ဘလူးပြောရမလဲသူမစဉ်းစားကြည့်ပါတယ်သူမကလေဘေးရင်ဆ ्याम မဟုတ်ပါဘူးဆ ्याम မတယောက်ကလေကိုဝင်းမောင်ရဲ့စကားကိုဖြတ်ပြီးတော့သူမကိုမေးလိုက်ပါတယ်ဘလူးပြောရမလဲသူမကလေစဉ်းစားမိပါတယ်သူမကတော့ဘေးရင်ဆ ्याम မဟုတ်ပါဘူးလက်ပူးဝင်ပြီးတော့ပြောနေတတ်တဲ့ငါကတော့လေမဟုတ်ပါဘူးနောက်ပြီးတော့အတလန်ပုတ်ကိုရီဘိုးတော်တွေစောင့်ရှောက်ပေးနေတဲ့အเจ้าမြင့်ရသူလည်းမဟုတ်ပါဘူး ဘယ်လိုပဲဖြစ်ဖြစ်ပါအမှန်တကယ်ဖြစ်ပြခဲ့တဲ့အဖြစ်အပျက်ကိုတရက်ကြိုးပြီးတော့သူမအိမ်မက်မက်ခဲ့ပါတယ်အိမ်မက်ထဲမှာတစီတကောင်ကလည်းသူမကိုခေါ်သွားပြီးတော့ဒီဖြစ်ပျက်တွေကိုပြသခဲ့တာဖြစ်ပါတယ်ညအိမ်မက်ထဲမှာတစီမတကောင်လေးတွေ့တယ်အဲ့ဒီတစီကဒီဖြစ်ပျက်တွေကိုကျမကိုကြိုးပြီးတော့ပြသွားတာဒါကြောင့်ကျမခရီးစစ်တွင်ကြတိနေခဲ့တာအဲ့လိုမျိုးပြောလိုက်ပါတယ်သူတို့အားလုံးဇဝေဇဝါဖြစ်သွားကြပါတယ်မျက်နှာပေါ်မှာတော့ဘေးလီအရေးရောင်လေးတန်းနေခဲ့ပါတယ် ယုံလဲမယုံချင်းမယုံလို့လည်းမဖြစ်ဘူးဆိုရိတ်ဂျင်းနဲ့ချက်တွေကိုသူတို့ရောက်နေပြီဆိုတော့ဒီမကလည်းသိလိုက်ပါတယ်သူတို့ဘယ်လိုပဲထင်မြင်ယူဆပါသေးဒီမသစ္စာဆိုပြီးတော့ပြောရင်းတာကတော့ဒီဖြစ်ပျက်ကအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက် တစ်ခုဆိုတာပါပဲဆရာကပြောပြလိုက်ရလို့ကျမရဲ့စိတ်ကပေါ်သွားပါတယ်ဆရာအနေနဲ့လည်းကြိုက်တယ်လို့ထင်မြင်ယူဆနိုင်ပါတယ်ဂျမတော်တင်လာမြင့်ကလည်းသူရဲ့ဇလန်းကိုအဆုံးတတ်လိုက်ပါလေအဆုံးတတ်မှသူပြောတာကတော့သူရဲ့ဇလန်းတွေကိုယုံကြည်လဲယုံမယုံကြည်ရင်လည်းရပါလိမ့်ဆိုတဲ့သဘောပါဒါပေမဲ့သူရဲ့ဇလန်းကိုနားထောင်ပြီးတော့စာရေးသူစဉ်းစားနေမိတာက ။တစီမအနေနဲ့ဘာကြောင့်ဒေါ်တင်လာမြင့်ကိုမှရွေးပြီးတော့အိမ်မက်ပေးခဲ့တာလဲ။သူ့အနေနဲ့ဒေါ်တင်လာမြင့်ကိုဘာပြောချင်တာလဲဆိုတဲ့မေကွန်ရဲ့အဖြေကိုပါ။ဘယ်လိုပဲဖြစ်ဖြစ်ပါဒီမေကွန်ရဲ့အဖြေကိုတော့စာရေးသူကမရပါမိ။ဒီလိုအိမ်မက်ပေးခြင်းရဲ့နောက်ကွယ်မှာဆက်နွယ်နေတဲ့အကြောင်းတစ်ခုရှိနေပါမယ်ဆိုတော့ကိုတော့မလွဲမသွေယုံကြည်လျက်ရှိနေစေပဲဖြစ်ပါတော့တယ်။ ဟုတ်ကဲ့ပါခင်ဗျအခုနားဆင်ကြရတဲ့ဇလန်ကတော့စာရေးသူမောင်မိုင်းတို့ချောင်းရေးသားထားတဲ့အိမ်မက်တစီနဲ့တွေ့ဆုံခြင်းဆိုတဲ့ဇလန်လေးပဲဖြစ်ပါရယ်ခင်ဗျဒီဇလန်လေးကိုအစားကားနေအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါရယ်ပရိသတ်များတာယာချမ်းမီတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါရယ်ခင်ဗျ